ထိုင်းနိုင်ငံဖန်ခါခိုင်နဲ့ကတကူဝါပါမြို့ကန်နာမှာရင်းနှီးနေတဲ့ထိုင်းကလေးကိုတွားရောက်ခဲ့တဲ့မြန်မာကလေးငယ်နှစ်ဦးတည်းကတဦးရင်းနှီးသိဆုံးခဲ့ပါတယ်ဒေါက်ခင်းမင်းစောသတင်းပေးပို့ထားပါတယ်ရှင်။ထိုင်းနိုင်ငံဖန်ခါခိုင်တကူဝါပါမြို့မှာဧပြီလ17ရက်နေ့ကရင်းနှီးနေတဲ့ရှင်းနှီးရွယ်ထိုင်းကလေးနဲ့ကိုကယ်ယူဖို့ကြိုးစားနေတဲ့မြန်မာဖက်ကျော်တဲ့နှစ်ဦးမှာတဦးသိဆုံးပြီးတဦးသတိမေးဆေးရုံတင်ထားရပါတယ်။ ထိုင်းကလေးကိုတွားရောက်ကယ်ဖို့ကြိုးစားတဲ့မြမဆက်ကျော်တဲ့နှစ်ဦးဟာအသက်15နှစ်ဝန်းကျင်ဖြစ်ပြီးထိုင်းနိုင်ငံရောက်မြမရှိပြောင်းတဲ့သမားတွေရဲ့သားတွေဖြစ်ပါတယ်။ဒီတကူပါပါကမ်းကြီးဟာလေပြင်းတိုက်ပြီးလှိုင်းကျနေတဲ့အချိန်ဖြစ်တာကြောင့်အခုလိုအသက်ပေးနေရင်ဆိုင်ခဲ့ရတာပါ။သူတို့တွားကပေးတဲ့ထိုင်းကလေးငယ်ကအသက်ရှင်ခဲ့ပြီးလှိုင်းနေတဲ့ပျောက်ဆုံးကနောက်ကျရှာဖွေတွေ့ရှိခဲ့တဲ့မြန်မာကလေးငယ်တူကတော့တည်ဆုံးခဲ့ရပါတယ်။တဲ့ရေကဲတဲ့ရေးတွေရောက်ရှိလာပြီး ပြန့်ခင်တဲ့မီတာငရာအကဝေးကနေမိနစ်30ကြာမှကဲတယ်မိရဲ့မြန်မာကလေးငယ်ကတော့3မိနစ်နေတဲ့ဖြစ်ပြီးဆေးရုံကိုပို့ဆောင်ထားပါတယ်ကျမခင်မင်းဆိုပါရှင်